ပိုင်သမရဟောင်းမစ္စတာဒူတာဒေကို crime against humanity ဆိုတဲ့ဆွဲချက်နဲ့ international criminal code ပေါ့ ICC ရုံးချုပ်ရှိတဲ့ the hate ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်လည်းအလုံးသိပြီးဖြစ်မှာပါနော်သူဘယ်လိုဖမ်းသွားလဲဘယ်လိုဆွဲချက်နဲ့ဖမ်းတယ်ဘယ်လိုတရားရင်ဆရာတယ်ဒါတွေအလုံးသိမှာပါအဲ့တော့ခုနကျွန်တော်ပြောသလို ဒါနဲ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေ။အနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးရာရအကျိုးသက်ရောက်မှုရောက်ယူရဲဆိုတာမှားနေတယ်လို့ကျွန်တော်မြင်တယ်။ဒီလိုမှားဝင်ခြင်းသည်သက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအနာပိုင်ဆိုင်မှုကိုထိခိုက်စွာသွားသလိုဖြစ်တယ်လို့ ICC ရဲ့ဒီမှားဝင်သောလုံရတစ်ခုဖြစ်ကဘာမှာဖတ်တန်းတင်သွားနေတာပေါ့။ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုတဲ့အဖွဲ့ရှိတယ်။ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းလုပ်တယ်လေ။အဲ့ဒီအဖွဲ့ကဆောင်ရတာ။အဲ့ဒါကသူ ICC ရဲ့လက်အောက်မှာရှိတယ်။အဖွဲ့ရှိဖြစ်တယ်။နောက် Interpol နဲ့ပေါင်းစပ်ဆောင်ရတဲ့ခါမှာလည်းအဲခုနလို notice တွေထုတ်တာကနည်းနည်းအာလက်တွေ့နဲ့ကျွန်တော်စကြည့်နေတယ်။ဟိုသတင်းတွေရေးတာမှားလာတာပါလားလို့ဒါကျွန်တော်သိဘူးနော်။နောက် Interpol အနေနဲ့ကလည်းနော်တက်ဆင်ရနိုင်ငံအစိုးရရဲ့တပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှသာလေသူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့် ဒါဒီနည်းနည်းလေးတော့နန်းကြောင်လွေးနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှကျွန်တော်အချုပ်ပြောချင်တာဗျာသူ့နိုင်ငံပြည်ကသူ့နိုင်ငံပြည်ပေါ့ကျွန်တော်ကဘာကိုထုတ်လို့သင်စဉ်းစားရလဲဆိုတော့ဒီနေ့ကမ္ဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့အစည်းတွေဟာဟလာဟောလူခွေးတို့ဒန်းတို့ညီမမှုတို့အဓိကတာပြောနေသလိုတစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်ချာအာဏာနိုင်ငံတကာတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတယ်ဆိုတဲ့အချက်တွေကို ချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။တပတ်တကျွန်တော်တို့စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူး။ဒီနေ့အာမရနာပြောရဲ ICC ရဲ့ဆောင်ရွက်ချက်တရားကျွန်တော်လေ့လာမိတော့အာဖရိကနဲ့အာရှပေါ်မှာအကျိုးတရားမရှိဘူး။အချို့နိုင်ငံတို့ဒီပေါ်မှာအကျိုးတရားမရှိဘူး။ဆိုတော့ double standard ဖြစ်နေတာ။ဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလားလို့လည်းသုံးသပ်မလို့ဖြစ်တယ်။